ရေတွေပက်လက်ဝိုင်းနေတဲ့တဲခန္ဓာရကျွန်းတစ်ခုပေါ်မှာမင်းကလေးတရောကန်းတင်လာတယ်။တကယ်တော့အဲ့ဒီမင်းကလေးကအဲ့ဒီကျွန်းပေါ်ကိုဘယ်လိုရောက်လာလဲဆိုတာပြန်ပြီးတော့ဇလန်းလေးကိုပြန်လေကြည့်လိုက်ရအောင်ပါ။တန်းကျဲတထင်းနဲ့အတူသူ့ရဲ့မိသားစုဝင်လေးယောက်ကပင်လယ်ခီးထွက်ဖို့အတွက်အသင်းမော်တစီကိုလာပြီးတော့ငှားခဲ့ပါတယ်။ဒီတန်းကျဲတထင်းကတော့ဂျက်ဖြစ်ပြီးတော့သူ့ရဲ့အမျိုးသမီးကတော့ဂျန်နီဖာဖြစ်ပါတယ်။ဒီကောင်လေးကတော့မန်ရူရဲဒီတင်းမောရဲ့အကူဝန်ထမ်းဖြစ်ပြီးတော့တင်းမောကပတိန်ကိုအကူအညီပေးမဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ သူကကြီးသားရှုပ်တက်တယ်ဘဲတဲ့ဝေဖြစ်ပြီးတော့သူတို့တွေအသိမမထွက်ခင်မှာမန်နူရယ်ရဲ့အဆက်ဟောင်းကကိုဝင်ရှိနေပြီလို့လာပြောပြီးတော့တောင်းဝင်ယူခိုင်းနေခဲ့ပါတယ်။စာပေကြီးမန်နူရယ်ကလည်းဒီကလေးကိုတောင်းဝင်မြူနိုင်မှုလို့ဆိုပြီးတော့ညှင်းဆန်ခဲ့ပြီးသူ့ရဲ့အသိမောပေါ်ကိုပဲတက်ဖို့ပြင်လိုက်ပါတယ်။အဆက်ဟောင်းလေးကလည်းမင်းအခုဘဲသွားမလို့လဲဆိုတာငါသိတယ်။နင်တို့ကိုဒုက္ခရောက်အောင်လုပ်ပြစ်မယ်လို့ပြောပြီးတော့ရုံးရင်ခံစားဖြစ်နေကြတဲ့အချိန်ခီးတွေအားလုံးကလည်းသူတို့ရံပွဲကိုဝမ်းပြီးတော့ကြည်နေကြပါတယ်။ ူတို့တွေရွှဲလွှင့်ပြီးမကြခင်အချိန်လေးမှာတော့တန်းကြွယ်တထေချက်နဲ့မန်နူတွေကရင်းနှီးသွားခဲ့ကြပြီးတော့ချက်ကလည်းသူ့ရဲ့ချမ်းသာကြွယ်ဝမှုအတွက်အယံကွန်ယူနေကြောင်းပြောနေခဲ့ပါတယ်။စွန်နကမန်နူတွေနဲ့သူ့ကောင်မလေးတို့ရံပွဲကြောင်းအလုံးလုံးနေရတာကိုမပြောမရှင်ဖြစ်နေပြီးတော့တက်ဖက်ကမန်နူရဲ့ချစ်သူမာရီယာကတော့အောက်လန်းနီးသုံးပြီးတော့မန်နူရဲ့ကိုပြူစားဖို့အတွက်ဆရာထက်တန်နေခဲ့ပါတယ်။ အပျော်စီတင်မောပေါ်မှာတော့ဂျန်နဲ့သူ့ရဲ့ဇနီးဖြစ်သူတို့အခန်းထဲမှာနှစ်ယောက်တည်းအချစ်စကန်ဖွင့်နေတာကိုမြင်တော့မန်နူရဲကဘေးခန်းကနေချောင်းရင်းနဲ့နှာခေါင်းသွေးတွေပါရှမ်းလာခဲ့ပါတယ်။မနေ့မိုးလင်းလာတဲ့အခါမှာတော့မာရီယာရဲ့ပြူစားမှုကြောင့်မန်နူရဲကအရာရာမှာအဆင်မပြေဖြစ်နေခဲ့ပြီးတော့တင်မောကပ်ပရင်ကလည်းမန်နူရဲကိုအပြစ်တွေတင်ပြီးတော့ဂျန်နဲ့လည်းပြဿနာတွေဖြစ်ခဲ့ပါတယ်။ ကပတိန်ကနောက်နေ့ကစပြီးတော့ငါဒီမှာအလုံးမလုံးတော့ဘူးလို့ဒေါသတကြီးပြောပြီးတော့ကက်စမီဘိုပေါ်မှာလက်ကင်ဘွားကိုအမှုမဲ့အမဲ့မဲ့ပြစ်တင်လိုက်ပြီးတော့ဒီနေရာကနေထွက်သွားလိုက်ပါတယ်။ကမီဘိုပေါ်ကိုလက်ကင်ဘွားတင်လိုက်တာကိုဘသူကမှတတိမထမိတာကြောင့်မိကတဖြည်းဖြည်းနဲ့လောင်လာခဲ့ပြီးတော့တင်မောတစ်ခုလုံးကိုချက်ချင်းဆိုသလိုပြန်သွားခဲ့ပြီးတင်မောတစည်းလုံးမိလောင်သွားပါတော့တယ်။မီးလောင်နေတဲ့တင်မောပေါ်မှာအကုန်လုံးကရုပ်ရုပ်တဲတဲတွေဖြစ်နေကြပြီးတော့အားလုံးကအသက်ငယ်လေးကိုယူပြီးတော့ပင်လယ်ထဲကိုဆင်းပြေးခဲ့ကြပြီးမဲ့ ကန်ဆိုးမှာသွားရမိုးလိုက်လို့ရွာဆိုသလိုညဘက်မှာတော့မုန်တိုင်းမိပြီးတော့အတက်ကယ်လေးပါနင်းမြုပ်သွားခဲ့ရပါတယ်။လေနစ်ပြီးတဲ့နောက်ပိုင်းမှာတော့တထေးကြီးရဲ့ကတော့ဂျနီဖာကပင်လေကန်ဆက်ပေါ်ကကျွန်းကျွန်းပေါ်ကိုရောက်သွားခဲ့ပြီးတော့သူ့တယောက်တည်းဘာလို့ရမှန်းမသိဖြစ်နေခဲ့ပါတယ်။တင်ငင်းငင်းနဲ့ထိုင်နေတဲ့ဂျနီဖာကရေထဲမှာမျောလာတဲ့တင်းမော့ကပ်တီရေထဲကနေမျောလာတာကိုတွေ့လိုက်တော့ဆယ်ယူလိုက်တဲ့အခါမှာတော့အသက်မရှိတော့ဘူးဆိုတာကိုသိလိုက်တော့အယံကိုအစိတ်ပြန်အားငယ်သွားခဲ့ရပါတယ်။ ဒီကြောမှာတော့မန်နူရယ်ကလည်းအသက်မတည်ဘဲနဲ့ရောက်နေတဲ့လူတယောက်ဖြစ်နေခဲ့ပြီးတော့ဂျနီဘာနဲ့ဆုံတွေ့လိုက်တဲ့အခါမှာတော့နှစ်ယောက်သားအတက်သွားကြရပါတယ်။အသက်မရှိတော့တဲ့တင်းမောကပတိန်ရဲ့အလောင်းကိုတော့အသေးချာလေးမြုပ်နှံပေးလိုက်ပါတယ်။မန်နူရယ်နဲ့ဂျနီဖာကကျွန်းပေါ်မှာရန်နေငယ်ကြအောင်တူတူဖြတ်သန်းခဲ့ပြီးတဲ့နောက်မှာတော့အသက်ငယ်လေးပေါ်ကနေ သူတို့ပါလာတဲ့အစားအစာတွေအလုံးကကုန်လူနီးပါးဖြစ်လာခဲ့ပါတယ်။အစားအသောက်တွေမရှိတော့ရင်အသက်ဆက်လက်ရှင်သန်နိုင်ကြဖို့အတွက်ငါးဖမ်းဖို့အတွက်ဖြစ်လာကြပါတယ်။ မန်နူရယ်ကတော့ဂျနီဖာကိုရေကူးနေတဲ့ငါးဖက်နေတွေကိုတေချာတင်ချာပေးပေမဲ့ဂျနီဖာကရေကြောက်တတ်တော့ဒီအလုပ်ကိုလုပ်ဖို့အတွက်ညှင်းဆုံနေခဲ့ပါတယ်။သူမအတွက်ဒီလုပ်ကအဆင်မပြေတဲ့အခါမှာတော့ငါးဖက်နဲ့တာဝန်ကိုမန်နူရယ်ကယူလိုက်ပြီးတော့ကြံတဲ့အလုပ်တွေကိုတော့ဂျနီဖာကလုပ်ဖို့အတွက်တာဝန်တည်တည်ယူလိုက်ကြပါတယ်။တရက်မှာတော့ငါးဘက်နေရင်လည်းမန်နူရယ်ကရေထဲကနေတတိမိနေတဲ့ချက်ကိုတွေးလိုက်ရပါတယ် ဒါအကြောင်းဂျနီဘာစီကိုခေါ်ပြီးတော့ဂျက်ရဲ့အသက်ကိုရှေးဟူတူနာပြူနီးနဲ့ကယ်တင်ခဲ့ပြီးတော့ခဏကြာတဲ့အခါမှာဂျက်ကလည်းပြန်တတိယလာခဲ့ပါတယ်။ဂျက်ကတော့သူ့မိမကိုပါအသက်ရှင်လျက်တွေးလိုက်ရပြီးတော့အယံပျော်သွားခဲ့ရပြီးတယောက်နဲ့တယောက်ဖိဖက်လိုက်ကြပါတယ်။မိမဖြစ်သူကိုရက်ပေါင်းများစွာကြီးစုစောင့်ရှောက်ပေးတဲ့မန်နူရဲကိုတော့အတော်လေးကျေးဇူးတင်ကြောင်းပြောလိုက်ပါတယ်။ဒီနေရာမှာတော့တတိယရဲ့ထုံးစံတိုင်းလူတွင်ကျလှုပ်တဲ့ဂျက်အတွက်တန်တရားတစ်ခုဖြစ်လာခဲ့ပါတယ်။ ဒါကတော့ဒီလောက်ချောမောပြီးတော့လုံကြီးပေါက်လာတဲ့ဂျနီဖာနဲ့ဆာဘာကြီးမန်နူရယ်တို့နှစ်ယောက်ကလူသူမရှိတဲ့ကျွန်းပေါ်မှာရန်နေငယ်ချာနေခဲ့တာကိုနှိစက်မှုမရှိဘူးဆိုတဲ့အကြောင်းဖြစ်ပါတယ်။သူတို့၃ယောက်ကစကားရီလက်စုံကျနေရင်းနဲ့ဂျက်စီမှာမိချစ်ပါလာတာကိုတွေ့တော့မန်နူရယ်တို့အယံပြော်သွားခဲ့ရပါတယ်။အကြောင်းကတော့သူတို့တွေကဂျက်မရှိခင်ကကြားလာတဲ့ငါးတွေကိုအစိမ့်လိုက်စားနေရတာကြောင့်အခုဆိုရင်တော့အစားအသောက်ကောင်းကောင်းတွေကိုအရသာရှိရှိစားနေရလို့ဖြစ်ပါတယ်။ တရက်မှာတန်တရားတွေလွန်ခဲ့လာတဲ့ချက်ကဒေါသနဲ့ငွေကုန်ကိုရှည်တန်းတင်ပြီးဂျန်နီဖာနဲ့မန်နူရယ်တို့ကိုဆွဆွဲခဲ့တာကြောင့်၃ယောက်သား၁ယောက်တစ်ပေါင်းနဲ့လူသူမရှိတဲ့ကျွန်းပေါ်မှာပြဿနာတက်ကြပါရင်ဂျန်နီဖာရဲ့တရားဟောကောင်းမှုကြောင့်တချိန်တခါတော့ငြိမ်သွားကြပြီမဲ့ဒီပြဿနာကတော့ဒီမှရင်ပြီးသွားတာမဟုတ်ဘဲနဲ့အသက်အနေဖြစ်လာတာတော့ငွေကုန်မောက်နေတဲ့ချက်အတွက်တပားသူအတွက်စိတ်အနှောင့်အယှက်ဖြစ်ရပြန်ပါတယ်။ အကြောင်းကတော့ Jack ကမန်နူရဲကိုငါကမင်းရဲ့အလို့ရှင်မင်းကငါလက်အောက်မှာအလို့လို့နေရတဲ့အလို့သမားတစ်ယောက်ပဲမင်းအစင်းနဲ့ငါကိုစကားလာမပြောနဲ့ဆိုတဲ့အထာနဲ့စကားကိုမောင်းမောင်းမှမှပြောလိုက်ပါတယ်ဒီမခံနိုင်တော့တဲ့မန်နူရယ်ကတော့ဒီနေရာကနေလက်ထွက်လာပြီးတော့သူတို့လင်မယားနဲ့ဝေးရာမှာနေဖို့ဆုံးဖြတ်လိုက်ပါတယ်။ဂျက်ရဲ့ဒီလိုရဲကြောင့်ပဲတန်းကြွယ်တတိပီပီပတ်စံပဲရှာထွက်တဲ့ချက်ကငားလဲမဖမ်းတတ်သလိုစားစရာကိုလည်းမရှာတတ်တာကြောင့်လင်မယားနဲ့အောင်လုံးအစာရေစာပြက်လက်ပြီးတော့ဒုက္ခရောက်လာကြပါတယ်။ ဂျက်တို့နေရောက်ကတော့အုံးရီတောက်ပြီးတော့အသက်ဆက်ရှင်နေခဲ့ပေမဲ့မိမကိုချစ်တတ်တဲ့ဂျက်ကတော့သူ့မစားဖို့အတွက်နောက်ရက်တွေမှာသူ့ကိုယ်တိုင်ငါးကိုစူးစမ်းဖမ်းလိုက်တယ်။သူ့ဖမ်းလာတဲ့ငါးတွေကအရန်သိနေတဲ့အပြင်အစိတ်ကလည်းရှိနေတဲ့ကောင်းတွေဆိုတော့ဂျန်နီဖာကမစားကျင်တော့ဘဲနဲ့ထွက်လာတဲ့အချိန်မှာအစားအစာတွေကို စပယ်ရှယ်စားနေတဲ့မန်နူရဲကိုတွေ့လာရပါတယ်။တဘောဓာကြီးတဲ့မန်နူရီကတော့သူမကိုအတူတူလာစားဖို့ဖိတ်ခဲ့ပေမဲ့ယောက်ျားဖြစ်သူစိတ်ဆိုးမှဆိုးရိမ်နေတဲ့အတွက်ကောင်းကောင်းမွန်မွန်ညင်းလိုက်ပါတယ်။ သူမကဒီအစားအစာတွေကိုအစားတော့ဖို့ငင်းလိုက်ပေမဲ့ဥမတောက်မှာတီလာတောက်မှာဆိုတော့ဘိုင်ဝါဘုတ်ကရေးကြီးနေတော့မန်နူရယ်ရဲ့အစားအစာတွေကိုယူစားလိုက်ပါတယ်။ဂျက်ကတော့ကြိုးစားပြီးအစားအစာတွေကိုရှာနိုင်ပြီးတဲ့နောက်အစားစားချိန်ရောက်တဲ့အခါမှာဂျင်နီဖာကသူရှာထားတဲ့အစားတောက်တွေကို အာပါတီးရစားတောက်နေတာမတွေ့ရတော့ဂျက်အထွတ်တန်တရားပြည်ဖြစ်လာခဲ့ပါတယ်။ဒီတခါလေသူမိမကိုခြေတော်တင်သွားပြီးအထင်နဲ့ဒေါသကြီးလွန်တဲ့ဂျက်ကမန်နူရယ်ကိုနောက်တစ်ချိန်ပြဿနာထက်ရှာခဲ့ပါတယ်။ ဒါပေမဲ့နောက်ရက်မှာသူတို့တူတူငါးသွားရှာပြီးပြန်လာတဲ့အချိန်မှာမန်နူရယ်ကမိမွေးထားတာကို တွေ့လိုက်ရပါတယ်။ဒါကြောင့်ချက်ကသူ့ရဲ့မိချစ်ကိုခိုးထားပါတယ်လို့ဆိုဆွဲပြီးတော့တယောက်နဲ့တယောက်ပြဿနာတက်ကြပြီးတော့ယောက်ျားတွေထုံးစံတိုင်းလက်သီးနဲ့တယောက်တစ်ချက်ထိုးကြပါတယ်။ဒီပွဲမှာလည်းဂျနီဘာကဝင်ပြီးတော့ပြန်ဖြည့်ပေးလိုက်တော့ကိုကိုနေရအတွက်အဆင်ပြေသွားခဲ့ရပါတယ်။ ငွေသားချမ်းသာတာဇေယျဆိုင်တဲ့ချက်ကရေနက်နက်ထဲမှာငါးကြီးကြီးတွေတွေ့ရဖို့အတွက်မနဲ့စောကြီးထပြီးမန်နူရယ်ရဲ့ရေကူးမျက်မှန်ကိုခိုးသွားခဲ့ပါတယ်။ဒါကိုသိသွားတဲ့မန်နူရယ်ကဒေါသထွက်ပြီးတော့သူ့ရဲ့လှံကိုယူပြီးချက်စီကိုအလင်းမြန်ပဲလိုက်သွားခဲ့ပါတယ်။ဒီအကြောင်းကိုသိလိုက်တဲ့ဂျန်နီဖာကတော့အနောက်ကနေလိုက်ပြီးတားတဲ့အချိန်မန်နူရယ်နဲ့ဂျန်နီဖာတို့နီနီကက်ကက်ဖြစ်သွားခဲ့ရပြီးသူမ၏အဖူးထစ်တွေကနင်းနေလာလာငတ်ပြတ်နေတဲ့ကြောင်ကရင်းပြက်လေးမန်နူရယ်အတွက် ဇေယျအတောင်ကျိုးလေးဂျနီဖာကိုလှေတိုးလှေလော်နည်းတွေတင်ပေးလိုက်တော့နှစ်ယောက်လုံးနတ်ပြည်ရောက်ကုန်ကြပါတယ်။သူတို့နေအောင်နတ်ပြည်ကပြန်ဆင်းလာတော့ယောက်ျားမသိအောင်မသိမသာဖုံးကွယ်ထားခဲ့ပေမဲ့အထူပါနားလေတဲ့ချက်ကမိမဖြစ်သူရဲ့ကူပေါက်ကိုဟိုးကြောင့်ကရင်ပြန်နှိုက်မိသွားပြီဆိုတာကိုရိပ်မိသွားခဲ့ပါတယ်။ဒီသားလူနုဦးနုကျွဲခတ်ဆိုသလိုဖောက်ပြန်တဲ့သူတွေကိုအနားမှာမထားနိုင်ဘူးလို့ပြောပြီးတော့ဂျနီဖာကိုမောင်းထုံလိုက်ပါတယ်။ဂျနီဖာကတော့ကိုကိုကသာညီမလေးရဲ့လက်ဦးစေရပါဆိုပြီးတော့ချော့နေခဲ့ပေမဲ့ ဇေယအတောင်ကျိုးနေတာကြောင့်ဒီကနေသာထွက်သွားဖို့ပြောလိုက်ပါတယ်။ဒီလိုနဲ့အချိန်တွေကတဖြည်းဖြည်းကြာပြီးတဲ့နောက်ဂျက်ကငါးကိုလည်းကောင်းကောင်းရှာနိုင်နေပြီးတော့သူတို့အတွက်ရင်ကုန်မျက်မှန်ကိုလည်းရေဘူးခွန်တွေကိုသုံးပြီးတော့ဖန်တီးနိုင်နေပါပြီ။တရက်မှာဂျက်ကပျက်စီးနေတဲ့အသက်ငယ်လေးကိုပြန်ပြင်ပြီးတော့ဒီကျွန်းပေါ်ကနေထွက်ပြေးဖို့စူးစမ်းခဲ့ပါတယ်။မနူရယ်နဲ့ဂျနီဖာကဂျန်နဲ့အတူတူဒီကျွန်းပေါ်ကနေထွက်သွားဖို့ဒီလေကိုအတူတူပြုပြင်ဖို့ကမ်းလှမ်းပေမယ့်ဂျက်ကတော့ချန်ကုံနွားမကြီးဆိုပြီးတော့ခါခါတီတီညင်းဆန်ခဲ့ပါတယ် ဘလို့မှပြောမြင်ရတဲ့အစိုးမန်နူနယ်တဲ့ဂျနီဖာကကြက်ပြုတ်ပြင်ထားတဲ့လေကိုခိုးပြီးတော့ဒီကနေ့ထွက်သွားဖို့အတွက်ဖြစ်လာခဲ့ပါတယ်။သူတို့ထဲအကြံကြီးလုံးတဲ့ကြက်ကတနေ့လုံးတညလုံးဒီလီရဲ့ဘေးမှာရှိနေတာဆိုတော့သူတို့နှစ်ယောက်အတွက်အခက်အခဲဖြစ်နေကြရပါတယ်။ဒီလီကြီးကိုခိုးဖို့ကြံစီနေတဲ့မန်နူနယ်တဲ့ဂျနီဖာကိုတော့ဂျက်ကအနောက်ကနေခိုးနားထောင်နေခဲ့ပါတယ်။မနေ့ရောက်တဲ့အခါမှာတော့ဂျက်ငါးဖန်းထွက်နေတော့မန်နူနယ်နဲ့ဂျနီဖာကလေကိုခိုးယူသွားခဲ့ပါတယ်။ ဒါကိုမြင်လိုက်တဲ့ချက်ကတားမယ်လို့ထင်နေပေမဲ့သူတို့တဲ့အကြံကြီးလို့တဲ့ချက်ကတော့မတိကျအောင်ဆောင်နေခဲ့ပြီးတော့အုံးရီလေးတောက်ပြီးသူတို့နှစ်ယောက်ကိုအေးစေးလေးကြည့်နေခဲ့ပါတယ်။ခဏကြာတော့ဂျဲရဲ့ထောင်းချောက်ထဲဝင်လာခဲ့ပြီးမန်နူရယ်တို့စီးသွားတဲ့လေကလေးကပြက်စီးသွားပြီးနှစ်ယောက်စလုံးကခက်ခက်ခဲခဲနဲ့ကျုံးဘော်ကိုပြန်တက်ခဲ့ရပါတယ်။ကျုံးဘော်ကိုရောက်လာတဲ့အခါမှာတော့ဂျက်ကလန်တချောင်းနဲ့စောင့်နေခဲ့ပြီးတော့ဂျန်နီဖာကိုတော့ကျိုးနဲ့ချီဖမ်းလိုက်ပြီးမန်နူရဲကိုတော့မယမကလိုက်ဖမ်းနေခဲ့ပါတယ် မန်နူရယ်ရဲ့ဂျက်ဟာတယောက်နဲ့တယောက်အသေးလေးတိုက်ခိုက်နေကြတဲ့အချိန်မှာဂျန်နီဖာကသူ့ကိုတုံ့နှောင်ထားတဲ့ဂျိုးတွေကနေမရမကရုံးထွက်လိုက်ပြီးတော့မန်နူရယ်ရဲ့ဘက်ကနေပြီးတော့ဝင်ရောက်တိုက်ပေးနေတဲ့အခါမှာဂျက်ကလည်းနှစ်ယောက်တယောက်ဆိုတော့ထွက်ပြေးရပါတော့တယ်။မနက်မိုးလေးနဲ့အခါမှာတော့မန်နူရယ်နဲ့ဂျန်နီဖာတို့ကဂျက်မတွေ့အောင်တောထဲမှာဝင်ပြီးတော့ပုံနေလိုက်ပါတယ်။မိမဖြစ်သူကပါနောက်လင်ငယ်ဘက်ကနေတိုက်ခိုက်ပေးနေတာကိုမကြည်မနဲ့ဖြစ်နေတဲ့ဂျက်ကလည်းအဲ့ဒီနှစ်ယောက်ရဲ့နောက်ကိုခြေရာခံပြီးတော့အလေးဝင်တိုက်ဖို့စောင့်ကြည့်နေခဲ့ပါတယ်။ မန်နူရီရိုးအတွက်ကံကောင်းကျင်တော့တောအုပ်ကလည်းနဲ့တော့ဒီနေရာမှာပုံအောင်နေရင်ချက်တရာမျက်ခြေပြက်သွားခဲ့ရပါတယ်။ဒါပေမဲ့မန်နူရဲကိုအောက်လန်းနဲ့ပြူစားနေတဲ့ဂျီဇာဟောက်မာရီယာကကျက်ရဲ့လေချောင်းအသွေးတွေနဲ့တူရစ်ပူစော်လိုက်တဲ့အခါမှာတိပင်းကြီးစီကနေသွေးတွေကကျက်ရဲ့ကိုယ်ပေါ်ကိုစီးကျလာခဲ့ပါတယ်။ ဒီလိုသူတွေစီးကြလာမှုကြောင့်မန်နူရယ်တို့ပုံနေတဲ့နေရာကိုတည်သွားခဲ့တဲ့ချက်ကမင်းတို့တွေအခုချက်ချင်းဆင်းခဲ့လို့ပြောနေတုံးမှာပဲမာရီယာရဲ့အစွမ်းတက်တဲ့ပြူစားမှုတွေကတစားနဲ့တစားပုံမှုအစွမ်းပြလာပြီးမန်နူရယ်လည်းရုတ်တရက်မူးဝေလာပြီးတော့အောက်ကိုပြုတ်ချသွားတဲ့အထိဖြစ်ခဲ့ရပါတယ်မန်နူရဲအောက်ကိုကျလာတာနဲ့ဂျက်ကတိုက်ခိုက်ဖို့ပြင်လိုက်တော့မှပဲအပေါ်ကနေပြီးတော့ဂျန်နီပါကငါ့အဆင်လေးကိုမထိနဲ့ဆိုပြီးတော့ခုံအုပ်လိုက်ပါတယ် ဂျက်ကလည်းဂျန်နီဖာရဲ့ဘာနဲ့မှမသိတဲ့အရာနဲ့ခုံအုပ်လိုက်တော့သူလိမ့်သွားခဲ့ရပါတယ်ဂျန်နီရောဂျန်နီဖာရဲ့တိုက်ခိုက်မှုကိုခံရပြီးမဲ့စိတ်ထဲမှာတော့ကြံကရင်းပြတ်ကောင်ကိုရှင်းပြဖို့ပို့ပြီးတော့စိတ်အားထက်သန်နေခဲ့ပါတယ်။ဒါကြောင့်ပဲနီးဆက်ရာကြောက်တုံးကိုကောက်ယူလိုက်ပြီးတော့ကြံကရင်းပြတ်ကိုရှင်းပြဖို့လုပ်လိုက်ပါတယ်။ရီဇာဟောင်းရဲ့အောက်လန်းစီရင်တွေကအရန်ကိုအစွမ်းထွက်နေတဲ့အခါမှာတော့ဂျက်တီရောလက်နဲ့တော့မထိလိုက်ရပဲဒီအောက်လန်းစီရင်ကနေမနူရက်ကိုငရေပြေချောင်းအောင်ပို့ဆောင်လိုက်ပါတော့တယ်။ ဂျနီဘာကိုကာကွယ်ပေးနေတဲ့ကြောင်ကရင်းပြက်လေမရှိတော့ပဲနှိမ့်တွေ့ကြတဲ့ဒီဒီကျွန်းပေါ်မှာဂျနီဘာနဲ့ကြာတောင်းတင်လာခဲ့ပါတယ်။တရက်မှာတော့ဂျနီဘာအတွက်ကန်ကောင်းလာခဲ့ပြီးတော့ငါးဖန်းလီတစီနဲ့送တွေးလိုက်ရပါတယ်။ဂျနီဘာကယောက်ျားကြီးကိုလည်းမခေါ်ချင်တာကြောင့်သူ့ရဲ့မိချစ်ကိုယူပြီးတော့တကျွန်းလုံးမှာသူမတယောက်ပဲရှိတာပါလို့ပြောလိုက်ပါတယ်။ဒီငါးဖန်းလီကလူတွေကလည်းဂျနီဘာကိုမြို့ကိုခေါ်သွားပြီးတော့လှေပေါ်မှာပါတဲ့စားကောင်းတောက်ဖွဲ့တွေနဲ့ဧကန်ကျွေးမွေးပါတော့တယ်။ နတ်ပြက်နေတာကြာပြီဖြစ်တဲ့ဂျန်နီပါလေအစားအစာတွေကိုအငမ်းမရစားနေတော့ရေထဲမှာငါးချာထွက်နေတဲ့ချက်ကိုမြင်တွေ့လိုက်တော့ဒီလင်ကြီးကိုခေါ်ရင်အကုံဒုက္ခရောက်ကုန်မှာတည်တဲ့ဂျန်နီပါကတော့ဒီလီပန်ရှင်ကိုအာယုံလွှဲလိုက်တော့ဂျက်အတွက်အခွင့်ရေးကိုလွှတ်သွားခဲ့ပါတယ်နောက်ဆုံးတော့လူသူကင်းမဲ့တဲ့ကျွန်းမှာဂျက်တယောက်ကအလဲလဲကွဲကွဲခြံခဲ့ရပြီးတော့ဒေါသကြီးလို့နဲ့သူ့ကိုယ်သူပဲအပြစ်တင်ရမလား တစ္ဆာမရှိတဲ့ဂျနီဖာကိုပဲအပြစ်တင်ရမလားမသိဘဲနဲ့တက်ရောက်တဲ့အထီးကျန်စွာဂျန်နေခဲ့ရင်းနဲ့ပဲဇလန်းလေးကိုအဆုံးသတ်ထားပါတယ်။